ဆိုင်ကုမျိုးနယ်မှာကျောင်းနိုင်ဖုံကြီးတပါအနေနဲ့တိမ်ကျောင်းတရကမကြီးကိုဓာဖြစ်ခုတ်တက်မှုဖြစ်ပွားဆက်ကန်းစမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ဒီ live ပေါ်မှာကုတလောအရန်အာဟောနေတဲ့လူပြောများနေတဲ့ဒီလှေကုမျိုးနယ်ကအာဖုံကြီးတပါနဲ့တကမကြီးရဲ့အာဖြစ်ရပေါ့ဗျာနော်ကျောင်းတကကျောင်းတကကားတကတိမ်တကမကိုမအလိုလောက်ရတဲ့နော် ဆိုတော့ဒီတိရင်းသာမှိုင်းမယ်ဆိုရင်တော့ဗျဒီသာသနာအတွက်တော့တော်တော်ကြီးကိုထိကိတ်သွားမယ်เนาะဒါသာသနာအတွက်လုံးဝမကောင်းတဲ့အရင်ဆိုးတဲ့တည်င်းတစ်ခုလို့အာအပြင်းမှုတစ်ခုလို့ပြောလို့ရတယ်ဗျာเนาะဆိုတော့ဒီတည်င်းကိုဖြစ်စဉ်အကုန်လုံးကိုနားထောင်ကြည့်အောင်เนาะโอเคပါတယ်ဖြစ်ကြတာလည်းပေါ့เนาะအဲကုမျိုးနေမှာကျောင်းနိုင်ဘုံကြီးတပါအနေနဲ့တိမ်ကျောင်းတရကမာကြီးကို ဓာတ်ဖြစ်ခုတ်တက်မှု ဖြစ်ပွားလွန်ခဲ့တဲ့မေလ22ရက်နေ့နနက်10:00နာရီဝန်းကျင်ခန့်ကရန်ကုန်တိုင်းဒေသကြီးလက်ကူမြို့နယ်အတွင်းကကျောင်းနိုင်ဘုံကြီးတပါအနေနဲ့သူ့ရဲ့ဒေဂကာမကိုဓာတ်ဖြစ်ခုတ်တက်ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းကိုသတင်းဖော်ပြချက်တွေကသိရှိရတာလည်းဖြစ်ပြီးတော့ အဆိုပါဘုန်းကြီးအနေနဲ့လေကူမျိုးနဲ့အောင်ဖုံးပြေဘုန်းကြီးเจ้าကเจ้าနိုင်ဘုန်းကြီးတပါဖြစ်ပြီးတော့တက်လက်ပိုင်းရွယ်ဖြစ်ကြောင်းနဲ့အသက်ခံရတာကတိန်เจ้าတရားကမှဖြစ်ကြောင်းအဆိုပါเจ้าကကားတွေလည်းအဲ့ဒီတရားကမှပဲလူထားတာဖြစ်ကြောင်းနဲ့သူရဲ့အမေကအဲ့ဒီเจ้าမှာတရားလုပ်ဖို့ဘုန်းကြီးအမေနဲ့သူတွားနေနေတယ်လူလေးဖြစ်သူကလည်းအဲ့ဒီမှာကိုရင်ဝင့်နေလို့တယ်တက်ခံရသူတကယ်မှအနေနဲ့မင်္ဂလာတုံးမှနေတာဖြစ်ကြောင်းအခင်းဖြစ်သွားတဲ့မနက်ခင်းကသူ့အမေနေမကောင်းလို့ဆိုပြီးတော့ဘုန်းကြီးကလာခေါ်တာအဲ့ဒီမှာ channel ကပုံစံကြည့်ရတာတော့ဗျာနော် သူကဒီလိုလောက်ဖို့ကြံနေတာဘယ်လောက်ကြာပဲလဲမသိဘူးเนาะသူကစဉ်းစားကြံနေတာကြည့်ရတာเนาะကြံနေတာတော်တော်ကြံနေတာစိတ်ဖောက်ပြန်သွားတာပါဗျာเนาะစိတ်ဖောက်ပြန်သွားတာဒီราကအာကြီးပြီးတော့စိတ်ဖောက်ပြန်သွားတာเนาะသူကလိုက်သွားခဲ့တာပါဟိုရောက်တော့ကိုရင်နေလဲစွန်းခံထွက်သူ့အမေကိုလည်းသင်္ကန်းသွားလျှော်ခိုင်းတာပြန်လာတော့မှအဲ့မှာဘုန်းကြီးကခုတ်တက်ထားတာတွေ့တာပဲရေချိုကန်ကနေပြီးတော့ရုံရင်းဆက်ကဖြစ်တာအဲ့ဒီကနေထွက်ပြေးလေတော့တော်တော်ထိုင်လန့်စရာကောင်းတယ်ဗျာเนาะ ဒါဖုန်းကြီးတပါးလဲဆိုတော့ပြဿနာမရှိဘူးเนาะဒီဖုန်းကြီးရဲ့အဲစိတ်ထင်းမှာเนาะမနောထင်းမှာအဲ့တော့ราคาတွေအလားလောဘတွေတဏှာတွေအဲ့လိုကန်ကြီးမိတော့အဲ့ဒါကောသူကမထင်းနိုင်ဘူးဆိုရင်ပြเนาะဒါတော်တော်ကြီးကိုထိလိုက်စရာကြောက်စရာကောင်းပါရဲ့เนาะ င်ရဲရဲဆက်ဆက်ခုတ်သက်ခံခဲ့ရတာလို့လေဒေသခံတွေရဲ့ကနေဦးပြောဆိုမှုတွေရသိရှိရပြီးတော့အဆိုပါဘုန်းကြီးကတော့15မိုင်ဖျားမှာဖမ်းဆီးရရှိမိခဲ့ကြောင်းကိုလေအဆိုပါဒေသခံများရဲ့ပြောဆိုမှုတွေရသိရှိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောပြချက်တွေရဆိုလို့ရှိရင်ပြေးသွားတဲ့ဒေကာမကအဲ့ဒီကြောင်းကိုကားရီလဲလူပါတယ်တကာရင်းနေပေါ့ဒေကာမကအသက်48နှစ်တည်သွားတဲ့ NDG ရဲ့အမေကအဲ့ဒီဘုန်းကြီးကျောင်းမှာတရားစခန်းဝင်တယ်လို့မျိုးနေနေတာပါအဲ့ဒါကိုဘုန်းကြီးကလဲကူကျောင်းကနေပြီးတော့မင်္ဂလာတောင်ထိကားနဲ့လာခေါ်ခဲ့တယ် ခါတိုင်းလည်းအဲ့လိုပဲလာနေကြပဲခုလည်းအရင်လိုပဲထင်တော့လိုက်သွားခဲ့တာပေါ့ဟိုရောက်တော့မှသင်ငန်းလျှော်ဝေးဖို့အကူအညီတောင်းတာနဲ့တေသူအန်နီကြီးကသွားပြီးတော့လျှော်ပေးခဲ့တာပါအဲ့ဒီချိန်မှာပဲကျောင်းမှာရှိတဲ့ကျောင်းသားတယောက်ကိုဂျွာထဲမှာစွန့်ကြိုင်သွားယူရန်ပါထုတ်လိုက်တယ်လို့လည်းသိရတာသွားလျှော်တဲ့အချိန်မှာအနောက်ကနေလိုက်ပြီးတော့ဘုန်းကြီးကဘလက်ကာယာပြုဖို့ကြိုးစားခဲ့တာပါအဲ့ဒီချိန်မှာဆုံးမသွားတဲ့ဒဲကာမကြီးအနေနဲ့လက်မခံပဲစကားများကြတော့အဆိုပါဒဲကာမကိုဘုန်းကြီးဖြစ်သူကဓာတ်နဲ့ခုတ်လိုက်တာပါ လဲကြသွားတော့လဲဆက်ခုတ်ခဲ့ပါလေအဲ့ဒီချိန်မှာပဲဒါကမားရဲ့အမေကြီးကအဲ့ဒီမြင်ကွင်းကိုမြင်ရတာအဲ့ဒါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့လို့អော်လာဗျအမေကြီးကိုတော့မခုတ်ပဲနဲ့ထားခဲ့တယ်ခုတ်ပြီးတော့ဘာမှမဖြစ်တယ်လို့ပဲသင်္ကန်းတွေချုပ်ပြီးတော့အဆိုပါဖုန်းကြီးကလက်ဆေးပြီးတော့ကောင်းမောင်းထွက်သွားတာဆိုပြီးတော့လဲဖွက်ထွက်မှတော်ဘုံမှန်တည်တယ်ဆိုတာနော်အဲ့ဒါနော်ကြံနေတာဗျာသူကအဲ့လိုကြံနေတာဘယ်လောက်ကြာလဲမသိဘူးနော်တော်ကြီးကိုတော်တော်ကြီးကိုထိုင်လိုက်စရာကောင်းပါတယ်နော်။ဂျီတာဖော်ပြမှုတွေရှိလို့နေပါတယ်။ ခုစင်မှာဆိုလို့ရှိရင်တော့ကျွလွန်သူဖုန်ကြီးအနေနဲ့ကျောင်းတိုင်တူဦးဖြစ်တယ်လို့ဝယ်မီကိုတော့သိရှိရခြင်းမရှိဘဲလက်ကုမြို့နယ်စခန်းကြီးကြေးရွာရွှေအင်းတောင်အုပ်စုရွှေဖုံးပြည့်အကြောင်းကဖြစ်ကြောင်းကိုတော့သိရှိရတာလည်းဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာအတော်လေးကိုအပြောများနေတာဖြစ်ပြီးတော့အဆိုပါဖုန်းကြီးကိုလည်းဖန်ဆီးရရှိမိပြီဖြစ်ကြောင်းကိုလည်းထုတ်ပြန်မှုတွေရသိရှိရတာလည်းဖြစ်ပါတယ်ဒီဖြစ်စဉ်မှာနိနာသူအမျိုးသမီးကြီးကိုတော့မေလ23ရက်နေ့နနက်7:00နာရီအချိန်ကရေဝဲတောက်တံမှာတချို့ပြီးစီးခဲ့ကြောင်းကိုလည်းမိသားစုတွေရဲ့ပေါ်ပြချက်တွေရသိရှိရတာလည်းဖြစ်ပါတယ်ကတိတည်လေးကတော့များမိုင်းမိုးပတ်ကိုများပါတယ်နော်ဆိုတော့ live ပေါ်မှာလည်းရန်ကြီးဟောနေတယ်ဆိုတော့ အာဆိုလို့ရှိရင်တော့ဘုန်းကြီးတပါးနဲ့မိမတရားအဲ့လိုဖောက်ပြန်တယ်ဗျအဲ့လိုပုံစံမျိုးကြတော့အာတိတ်ပြီးတော့မထူးဆန်းဘူးလို့ထင်ရပါတယ်နော်။ဘာဆိုတော့အမြဲတမ်းလိုလိုဟိုကြားနေရတယ်မြင်နေရတယ်ဆိုတော့လေဒါပေမဲ့ဒီသတင်းကြတော့ဒီအထိမှပြောတော့တဲ့ပြောထားတဲ့အတိုင်းအဲ့လိုလောက်တော့တဲ့ပုံစံမျိုးကြတော့ဗျတော်တော်ကြီးကိုထိလန့်စရာကောင်းတယ်နော်ကြောက်စရာလည်းကောင်းပါတယ်ဗျာနော်။ကိုယ်ကိုယ်နေတဲ့တခါတည်းရဲ့အဲစိတ်ထဲမှာဘယ်လောက်ထိ မယုံနိုင်စရာလေးတွေအဲ့လိုဖြစ်သွားမှလည်းမသိဘူးเนาะဆိုတော့ဒီသတင်းကတော့တကယ်သာသနာတော်အတွက်တကယ်တိတ်ခါကြစေတယ်အပြင်ဒီဘာသာရှားတွေရဲ့လောက်လောက်ပြောင်းချင်းကိုခံရမယ်ကိရေရှင်အလားရေမောရှင်အဲ့လိုဒီကိုခံရမယ်ဗျเนาะဒီသတင်းကတော့လည်းတော်တော်ကြီးကိုဟောရောက်ဆိုးကျင့်တန်လို့ရတယ်เนาะ